အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့အတူနေသေး အဖို့လေးအတန်းမီစေချာသင်ဆက်ပြီးကျမရယ်အတူနေစေအမျိုးသမီးအင်္ဂါကနေလိန်ထွက်ပြီးအတန်တဘုတ်ကိုမြည်တာဘာကြောင့်လဲဘယ်လိုလုပ်ရမလဲဆိုတဲ့ကြောင့်သင်ဆက်ပြီးတော့မှာပါလို့အဲ့ဒီရဲ့ကြောင့်မပြောခင်အားလုံးသိထားသင့်ပြီးအရေးကြီးတယ်လိန်ဖြတ်ခါခွင့်စေချာအရင်ပြောပြမင်းနော်အဲ့ဒါပေးရတဲ့တပြိုင်တည်းအတူနေချင်းအဖို့လေးအတန်မီချင်းကြောင့်စက်တိုက်တင်ဆက်ပြီးမှာပေါ့ အဆုံးထိကြည့်ပြကြပါရှင်။လေပြက်ခွာခွေစိရှိပါသလား။အခုနောက်ပိုင်းမှာရက်ွက်ထဲမှာလေမပြားအောင်လေပြက်ခွာခွေစိထိုးကြမယ်ဆိုပြီးပျော်နေချာထိုးနေချာတာတွေတွေ့နေရပါတယ်။လေပြက်တဲ့ခါမှာပြန်မကောင်းချာတဲ့သူတွေလည်းအများပြားရှိသလိုပြန်ကောင်းဖို့ကိုလည်းအကျိအကျိုင်းယူရတဲ့သူတွေရှိတဲ့အတွက် လူတွေကလေးပြတ်မှအလွန်ကြောက်ကြပါတယ်။ဒီတော့ လေးဖြတ်ကာခွင့်ဤတွေကိုလေးလာပြီးတက်ခုမဟုတ်တက်ခုစံသက်ကြပါတယ်။ဒီရဲ့အထဲမှာမှလေးဖြတ်ကာခွင့်စိတ်တို့ကိုရွေးချယ်ကြသူတွေရှိတဲ့အတွက်ဒီအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။တကယ်တော့လေးဖြတ်ကာခွင့်စိတ်ဆိုတာခဘာပေါ်မှာခုတိလုံးဝမပေါ်သေးပါဘူး။တန်တရားဖြင့်ရွှေ့ကိုမရှိသေးတာပါ။ဒါဆိုရင်အခုလူတွေထိုးနေကြတာဘာတွေလဲလို့မေးစရာရှိလာပါတယ်။ အခုလူတွေကိုရန်ကုန်မြို့နဲ့စေးစရာရောင်တွေကတိမ်ပြက်ကားခွေစေဆိုပြီးထိုးပေးနေကြတာကဖရာစီတမ်လို့ခေါ်ရစေဒါမှမဟုတ်စီရီပရိုဗန်စင်လို့ခေါ်ရစေတွေပါဒီစီရီဟာတကယ်တော့တိမ်ပြက်တာကိုကောက်ွယ်တဲ့စီရီမဟုတ်ပဲလိမ်ပြက်ပြီးတဲ့သူတွေကိုနှောက်ဆက်တွဲနေနေရေရှည်ပြီးတဲ့စီရီဖြစ်ပါတယ်ဒီစီရီဟာတိမ်ပြက်ခြင်းကိုကောက်ွယ်နိုင်တယ်လို့ဘယ်နိုင်ငံကမှာ အသေးအမှန်ပြုမထားပါဘူးဒါပဲဖလိုရစတန်ရဲ့အစံတတိကိုလည်းပညာရှင်များကအငင်းပွားနေကြစေဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ကြောက်ကြတဲ့လေးဖြန့်ထင်းကိုကာကွယ်ဖို့ရမဖြစ်နိုင်တော့ဘူးလားလက်လျှော်ရတော့မလားဒီလိုမင်းရင်တော့ကာကွယ်နိုင်မယ့်အဖြေရှိပါတယ်အရာကတော့ကိုယ်လည်းလှူရှာခြင်းနဲ့အစားအသောက်ကိုစင်ကျင်ပြီးစားသုံးခြင်းပါပဲတနေ့ကို အနေဆုံး နာရီဝက်ခန့်လမ်းလျှောက်ပေးမယ်။အသင်ရတဲ့ကိုလက်လုံရှားရတဲ့အာခန်းစာတစ်ခုခုကို15မိနစ်ခန့်ပြုလုပ်ပေးမယ်။အရာနဲ့တူအစီများသော အငံလုံးကဲ့သို့အစားအစာများကို ရှောင်မယ်။ရှော့စားမယ်ဆိုရင်ကျန်းမာရေးဘဝတစ်ခုကိုရရှိနိုင်မှာပါ။သားကမှတခုရေတော့လေးဖြက်ကာခွေနိုင်မဲ့နီလမဲဖြစ်ပါသောတင်ပြလိုက်ရပါတယ်နော်ဆက်လက်ပြီးတော့ လိန်ဆက်ဆန်းကြခြင်းမှာအဖို့လေးအတန်ပြင်းရေးကြောင်းတင်ဆက်ပေးကြပါတယ်။အတူနေခြင်းအမျိုးသမီးအင်္ဂါကလည်းလိန်ထွက်ပြီးအတန်တဘောကိုမိတော့ဖာချောင်းလေးဘလူလူရမလေးဆိုတဲ့ကြောင်းတင်ဆက်ပေးမှာပါတော့။အတူနေလိန်ဆက်ဆန်းခြင်းမှာလိန်လေသလိုမျိုးမိဘကောလိန်ထွက်တာသုံးမှုပါသလား။ဒါဟာတဲ့တယောက်တည်းဖြစ်တာမဟုတ်ပါဘူး။အမျိုးသမီးတော်တော်များများဖြစ်တတ်ကြပါရဲ့။ ်ဥလန်ကြောင့်မှလေရှိတယ်လို့မျိုးမိဘကိုမွေးလဲကြောင့်မှလည်းလေရှိတတ်ပါတယ်။ဒါကြောင့်လှုပ်လှုပ်ရှားရှားနေတဲ့အခါလေထွက်လာတာပေါ့။စိုးရိမ်ရတဲ့အချိန်တော့မရှိပါဘူး။အများစုကအနေရမရှိတဲ့အကြောင်းရင်းကြောင့်ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးစัจကြည်အောင်တော့ဘာကြောင့်မိမကောလေလေရတာလဲ။လိမ့်ဆက်ဆန်းကြီးလိမ့်ဆက်ဆန်းတာက မိမကိုကလိန်ထွက်ရခြင်းရဲ့အတေကအကြောင်းရင်းပါပဲအမျိုးသားအင်္ဂါကမိမကိုရဲ့ကို အဝေးထွက်လုတဲ့ကောင်လေပါလိုက်ဝင်ပြီးလေခိုးတက်ပါတယ်ပြီးမြောက်သွားလို့ကျွတ်သားရိတ်တင်လာရင်ပဲဖြစ်ဖြစ်အမျိုးသားအင်္ဂါကိုထောက်လိုက်ရင်ပဲဖြစ်ဖြစ်လေတွေပြန်ထွက်လာပါတယ်အရေကလေလေသလိုမျိုးအတန်ထွက်လာတာပါ ပတ်စပ်တဲ့လိမ့်ဆက်ဆန်းကြီးကလည်းမိမကိုယ်တွေကိုလေဝင်စေတဲ့အကြောင်းရင်းတစ်ခုပါပဲ။ကြံ့ကြံ့တန်းတန်းလိမ့်ဆက်ဆန်းကြီးလည်းမိမကိုယ်တွေကိုလေပေါ်ဝင်ပြီးလေခိုတတ်ပါတယ်။မိမကိုယ်တွေထဲတဲ့ပစ္စည်းများမိမကိုယ်တွေကိုထဲတဲ့ပစ္စည်းတွေကြောင့်လည်းလေခိုတတ်ပါတယ်။ဒီပစ္စည်းတွေပြန့်ထုတ်လိုက်တာဖြစ်ဖြစ်လေချိန်ကလုံရင်ပဲဖြစ်ဖြစ် အကြောင်းရင်းလျှော်ရင်ပဲဖြစ်ဖြစ်လိန်တွေပြန်ထွက်လာတတ်ပါတယ်။ကြွက်သားပြတောက်တင်ခြင်းလိန်ဆက်ဆံရင်ပဲဖြစ်ဖြစ်မိမကူကိုစံသက်ခံရရင်ပဲဖြစ်ဖြစ်မိမကူကကြွက်သားတွေကတောင်းနေတတ်ပါတယ်။ဒါကြောင့်အထဲကိုလေဝင်ပြီးလေကိုတတ်ပါတယ်။ဆောင်းဆိုတော့လင်းစက်ကန်လုံးတဲ့ခါမှလည်းကြွက်သားတွေတဲလာပြီးမိမကူတွေကလေတွေအပြင်ကိုပြန်ထွက်လာပါတယ်။ အကျော် shorting ယောဂလိုမျိုးအောက်ပိုင်းကသွတ်သားတွေကို short ချပေးတဲ့လေချေခံတွေကမိမကိုကိုပုံဝင်စေပြီးလေပိုဝင်စေပါတယ်။ဒါကြောင့်လေချေခံလို့ရင်ပုံစံတစ်ခုဟာတစ်ခုအပြောင်းမလေထွက်တတ်ပါတယ်။မိမကိုစမ်းသပ်ခြင်း၊ကျန်းမာရေးအကြောင်းတစ်ခုခုကြောင့်တော်ဖော်မိရဲ့ဆရာဝန်နဲ့တွေ့ပြရတဲ့အခါလိုအပ်ရဲ့ ဘိမကူကိုစစ်ဆေးရပါတယ်။ခရိယာလေးနဲ့ဘိမကူရဲကိုကြည့်တဲ့အခါလေဝေတက်ပါတယ်။ဒီခရိယာလေးကို ပြန်ထုတ်အချိန်မှာဝင်သွားတဲ့လေဝေပြန်ထွက်လာတက်ပါတယ်။ခုတည်ပြောခဲ့တာတွေကအပြစ်များတဲ့စွေစရာမရှိတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ရှာရှာပါပါတွေ့ရတတ်တဲ့ကျမ်းမာရေးပြဿနာတစ်ခုကိုဆက်ကြည့်အောင်နော်။ဝင်လန်းကြောင်းနဲ့တခြားအင်္ဂါကြောင်း လမ်းကြောင်းဆက်ချင်းဆိုတော့မွေးလမ်းဆောင်နဲ့သူ့အနေနာကအင်္ဂါတွေဆက်သွားတာပဲဖြစ်ပါတယ်။အတွေ့အအများဆုံးကသူ့နဲ့ခရက်စီးရင်နဲ့ဆက်တဲ့အရာပါ။ဒါပြင်စေးပို့ပြုံနဲ့ဆက်တော့မစိင်နဲ့ဆက်တော့ဥသိင်နဲ့ဆက်တော့ဥမကြီးနဲ့ဆက်တော့စီးပြုံနဲ့ဆက်တော့စသဖြင့်အမျိုးအစားတွေရှိပါတယ်။ဒီလိုလမ်းကြောင်းဆက်တဲ့ပြဿနာကတော့စိတ်ဟောင်းဝင်တဲ့ပြဿနာပဲ။ သိချာကိုသားမှုခံယူမှရှားမှာပါဒီပြေသနာမှာမိမကိုကလေထွက်တာပြီးစီသွားရင်စီးထဲမှာဝန်စာလေးတွေပါလာတော့အနံဆိုးရစီမိမကိုကအကြည့်ချွဲထွက်တော့ခဏခဏစီပိုးဝင်တော့မိမကိုရောက်တော့စီမထိန်တိုင်းဝမ်းမထိန်တိုင်းဖြစ်တော့ခဏခဏဝမ်းလျှော်တော့မိမကိုနဲ့မစိမ်မနာနေတော့အတူနေရင်နာတော့ပြူတော့ ဖာယောက်တာစရိန်လက္ခဏာတွေရှိတတ်ပါတယ်။ဘယ်လိုကာကွယ်ကြမလဲ။တိတိကျကျကာကွယ်တဲ့နည်းလမ်းလည်းမရှိကြလို့ကာကွယ်ဖို့လည်းမလိုပါဘူး။ဒါဟာလေးလေသလိုပဲသဘာဝဖြစ်စဉ်တစ်ခုပါ။လေးထွက်တာတသက်ပဲဖြစ်ပြီးနားလည်းမနာဘူးလေ။တကယ်လို့လေးထွက်တော့သူ့ဟာသူမထွက်ဘူးဆိုရင်စီးသွားတဲ့ချိန်မှာစကော့တာဘီလေးထုတ်လို့ရပါတယ်။မိမကိုစကားရဲတောက်နေလို့ဆိုရင်တော့ ကြောလျှောတာအသက်ပြင်းပြင်းယူပြီးစိတ်လျှော်တဲ့နိဒန်တွေနဲ့လေထွာလုံးလို့ရပါတယ်လှူရှားတဲ့မှာမိမကူကလေထွာလို့နေရခက်တဲ့ဆိုရင်လက်တလုံးပေါင်းအတူနေတာတော့လင်းကျင်ငယ်လုံတာတော့ကိုခန္ဓာရှောင်းလိုက်ပါမိမကူတဲ့ကိုထဲတဲ့ပစ္စည်းတွေကိုလည်းမတုံမနေဟုတ်နောက်ပြီးလေထာချက်တွေရောက်ရွရွမိဖွားတဲ့နိလန်ကလည်းမိမကူကလေထွက်စေပါရဲ့ မိမကိုသက်သားတွေကိုတန်ပေါ်စေတဲ့ကိကလေးစင်ကန်တွေကလေထွက်တာကိုသက်သားစေပါလိမ့်မယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုသူတော်ဖြစ်စေမယ့်ကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးပါမို့စောင့်မျှော်ပေးကြပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့တဲ့ပရိသတ်တယောက်စီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။